ပိန်စည်းတောက်တဲ့အခါမှာပိန်လာမလားဆိုရင်တော့လုံးဝ no ပါပိန်စည်းတောက်လို့ရှိရင်တော့ကျွန်တော်ပိန်မှုအတွက်တော့လုံးဝခက်ခဲပါလိမ့်မယ်အဓိကကတော့ကျွန်တော်အစီတော့အနေငယ်ကြပါလိမ့်မယ်ကျွန်တော်တို့ပိန်မှုအတွက်ဆိုရင်တော့အဓိကအစားတောက်ဆင်ကျင်မှုလိုပါတယ်ဒီနေ့ကျွန်တော်ကတော့ Fightaway နဲ့အစီချတာကို live ပြပြပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကိုယ်တိုင်အာပြောပြတဲ့အကြောင်းကြီးကတော့ Fightaway ကတော့တော်တော်များများကပိန်စည်းလို့ထင်ကြပါတယ်တကယ်တော့ပိန်စည်းထုတ်လာဆိုရင်တော့ပိန်စည်းတော့နည်းနည်းတော့ပါတယ်တော်တော်များလည်းကျွန်တော်တို့ကတော့ အစီပေါ့ခန္ဓာကိုယ်ရဲ့အစီကိုသူကကြားပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်ကျွန်တော်တို့အစီကြားချင်တဲ့သူတွေဆိုရင်တော့ find away ကလုံးဝတင့်တော်တဲ့အရာတစ်ခုဖြစ်ပါတယ်သူကတဘာဝကျွန်တော်တို့ kiwi ဒီနဲ့ပေါ်ဆက်ထားပြီးတော့မှဥရှင်းအစိတ်ထုတ်အစီကြားစီလို့လည်းပြောလို့ရတာဖြစ်ပါတယ်ဖြော်တဲ့အခါမှာဆိုရင်တော့အခုလိုမျိုးကျွန်တော်တို့ရေ ရိုးရိုးရေအေးအေးနဲ့ပဲကျွန်တော်တောက်အာဖြော်တောက်ဖို့လိုပါတယ်ခင်ဗျာနော်တကယ်လို့ဘူးနဲ့လှုပ်တောက်လည်းရတယ်ရေခဲကြီးနဲ့တောက်ရင်တော့ရလာမယ်တော့ရပါတယ်ဒါပေကျွန်တော်အစာကြီးတဲ့နေရာမှာဆိုရင်တော့ရိုးရိုးရေနဲ့ဖြော်တာပို့ပြီးတော့ကောင်းတယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်ကျွန်တော်ဆိုရင်တော့ရိုးရိုးရေနဲ့ပဲဖြော်တာဖြစ်ပါတယ်ပြောချင်တာကတော့ကျွန်တော်တို့အစီကြမယ်ကျွန်တော်ဥမကြီးတဲ့မှာရှိတဲ့အနှင်းနဲ့လလစားထားတဲ့အစီချမ်းတွေအညစ်အကြေးတွေကိုလုံးဝသူကဖယ်ရှားပေးနိုင်တဲ့ဖိုက်တိုဝေးပဲဖြစ်ပါတယ်ခင်ဗျာသူကဒီဖိုက်တိုဝေးတစ်ထုပ်ဆိုရင်တော့ကျွန်တော်တို့ဒါ တခါတောက်ယုံနဲ့ကျွန်တော်လုံးဝကိုတိတာပါဘောနော်အဲ့တော့ကျွန်တော်ခန္ဓာကိုယ်တကယ်ပိန်ချင်တဲ့အတူတွေဆိုရင်တော့ကျွန်တော်တို့ကခရမ်းရောင်ကိုတုံးလို့ရတယ်ဒါကျွန်တော်တို့အစိမ်းရောင်ကိုပြောပြပေးတာဖြစ်ပါတယ်ခင်ဗျာသူ့ရဲ့ဒီဖာတဖာမှာဆိုရင်တော့ 15ထုပ်ပါဝင်တာဖြစ်ပါတယ်ခင်ဗျာဒီ fighter weight ကတော့ကျွန်တော်တို့အဓိကဦးမကြီးအတွက်ပို့ပြီးတော့မှကျမ်းမာရေးပုံမကောင်းမွန်စေတဲ့ခန္ဓာကိုယ်ပိတ်ပြီးတော့မှ bite လုံးနဲ့ကွက်ပူတဲ့သူတွေဆိုတော့ဆိုရင်တော့ bias အစီတွေကအနည်းငယ်တော့ကြားနိုင်ပါတယ်ကြတော့ကိုကလောဘခန္ဓာကိုယ်စမတ်ကြတဲ့ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ရှင်နေဆိုရင်တော့အားကစားအနည်းငယ်လုပ်ဖို့လိုတယ်ပြီးတော့ညနေပိုင်းမှာအစားလျှော့ဖို့လိုတယ်ပြီးတော့ကျွန်တော်တို့ကအစီအစိတ်တွေကိုရှောင်ဖို့အတွက်လိုပါတယ်ခင်ဗျာပြီးတော့တကြားတတ်များတဲ့အရာတွေကိုကျွန်တော်တို့ရှောင်ပေးပါ fighter weight ကတော့လောဘ ကစားမပါပါဘူးသူကတော့တကယ်ဘာတဘာဝအချို့နဲ့ find away ကိုအကောင်းဆုံးပေါ်ဆက်ထားတယ်ဒီပစ္စည်းအားပြီးတော့အာမခံချက်လူမျိုးပါတာမျိုးတုံးဆွဲလို့ရပြီတဲ့အပြင်ကိုကျွန်တော်တကယ်ဘာ FIR ရရှိထားတဲ့ပစ္စည်းတစ်ခုဖြစ်တဲ့ကြောင့်လက်ရှိနိုင်ငံပေါင်း၈နိုင်ငံမှာလည်းရောင်းအားကောင်းပြီးတော့ဖြန့်ချိနေတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်ခင်ဗျာကျွန်တော်တော့အခုတောက်ပါတော့မယ်ခင်ဗျာအပုံမှန်ဆိုရင်တော့ဘူးနဲ့လှုပ်တော့ရရတယ်ခင်ဗျာ တစ်ခွက်လုံးတော့ဂုံပြီပြီးလို့ရှိကျွန်တော်ကအခုလိုတောက်ပြီးတဲ့အခါမှာရေထပ်ပြီးတော့တောက်ပြီးဖို့လိုပါတယ်ခင်ဗျာဆေးတောက်ရင်ရေတောက်လို့ပဲသူ့လည်းကျွန်တော်ရေနဲ့ဖြောတောက်ရဆိုမဲ့ရေထပ်ပြီးတောက်ပြီးဖို့လိုပါတယ်โอเคအဲ့တော့ကျွန်တော်ပြီးမှထပ်တောက်အောင်ဖြစ်ပါတယ်တော့လောလောဆယ်ဆယ်ကျွန်တော်အားလုံးပြောပြပေးချင်တာကတော့တကယ်ခန္ဓာကိုယ် ကျမ်းမာခြင်းနဲ့လမ်းစမ်းစမ်းဖြစ်စီခြင်းတို့ find the way ကတော့တကယ်ကိုယ့်ရဲ့တနေ့တာစားဟားတဲ့အရာရောအနည်းလားစားတဲ့အစီအချံတွေကိုလုံးဝဖေရှားပေးနိုင်ပါတယ်ကျွန်တော်တို့တကယ်ဖြစ်စီကိုတရားရုံလုံးပြီးတော့အာမခံပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီခန္ဓာကိုယ်အာ90နဲ့ကိုကနေပြီးတော့59ကီလိုထိကိုထိန်းထားနိုင်တဲ့ဒီကျသွားတယ်ဆိုတာတော့ဒီ find the way ရဲ့အစီကူညီမှုလည်းအများကြီးပါပါတယ်ခရမ်းရောင်ကပို့ပြီးတော့မှကျွန်တော်တို့ weight ချရဆိုတော့ပိုကောင်းပါတယ်ခင်ဗျเนาะတကယ်လို့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ဒီ bike တွေကအစီလောက်ပဲကြာနေတယ်ဆိုတော့ အစိမ်းအောင်တော့ပါတကယ်လို့ကျွန်တော်တို့တကယ်ကိုလုံးဝပိန်ချင်းနဲ့မျက်နာကအစီတွေဒီခနာကိုရဲ့အစီတွေကိုကြားချင်နေဆိုရင်တော့ခရမ်းရောင်တောက်ဖို့အတွက်လမ်းညွှန်ပေးချင်ပါတယ်အသေးစိတ်မှာယူတဲ့သူများအားလုံးကျွန်တော်ရဲ့စီမံတဲ့ရဲ့လာပြီးမှားနိုင်ပါတယ်ခင်ဗျာ